မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်စင်ကူးမြို့နယ်တိုက်ပွဲတွေအတွင်းဒုဗိုလ်မှူးကြီးအောင်မင်းကိုအပါဝင်29ကိုအရှင်ဖမ်းမိပြီးပြူစောတိတရားဦးကလက်နက်ချအညံ့ခံကလက်နက်83လက်ကိုသိမ်းဆည်းရရှိပါတယ်လာရှိုးရမခအတွင်းအနိကတိုက်ပွဲတွေဖြစ်ပွားနေပြီးရမခပင်မတိုင်ဆက်နလာကျုံရုံးတဲ့ဘိုကင်းအနီးမှာပါအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားနေတာ စစ်ကြောင်းပြစ်ကူကလွဲပြီးဘယ်စစ်ကိုစစ်ကြောင်းမှာစစ်တပ်စီကိုမရောက်နိုင်တော့တဲ့တဲ့င်းပါဝင်။နောက်ဆုံးရတဲ့တဲ့င်းတွေကိုတင်ဆက်ပေးပါမရှင်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့င်းတစ်ပုဒ်ကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်တိုက်ပွဲတွေအတွင်းဒုဗိုလ်မှူးကြီးအောင်မင်းကိုပါဝင်29ကိုအရှင်ဖမ်းမိပြီးပြူစောတိတရားဦးကလက်နက်ချအညံ့ခံကလက်နက်83လက်ကိုတင်ဆက်ရရှိခဲ့တယ်လို့ မိုးကုန်ပြူအမှတ်122တရင်ကတာဝန်ရှိသူတို့ကပြပြပါရယ်စင်ကုမျိုးနဲ့တိုက်ပွဲတွေအတွင်းဒုပိုမူကြီးအောင်မင်းကိုပါဝင်စစ်သားနဲ့ရဲ29ကိုအရှင်ဖမ်းမိပြီးရေတော်နဲ့ထုံးကြီးရွာတိုက်မှာအကြက်ဖက်စစ်ကောင်စီလက်အောက်ခံပြူစောတီတရာဦးကလက်လက်ချအညံ့ခံခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။လက်လက်ချအညံ့ခံခဲ့တဲ့ပြူစောတီတွေစီကနေအမေဘဝတနက်ဆက်တလက် M22 တနက်တလက်အပါဝင်လက်လက်ခရံစစ်ဝတ်စုံတွေကိုတင်းဆက်ရရှိခဲ့လို့လည်းသိရပါဗျ။ ရှမ်းပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကအရှိမြောက်တိုင်စစ်တနာကျောက်အတွင်းအနီးကတိုက်ပွဲတွေဖြစ်ပွားနေပြီးရမခပင်မတိုင်စစ်တနာကျောက်ရုံးနယ်ဘိုကင်းမှာပါအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားနေတယ်လို့စစ်ဘက်သတင်းမြတွေစီကနေသိရှိရပါတယ်။မနေ့ကတိုက်ပွဲတွေမှာတော့ရမခရဲ့ပင်မစစ်ရုံးကြီးအထိတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီးအစံဖက်စစ်တပ်ဟာရှော့တိုက်တုံးလက်နက်ကြီးတွေနဲ့တောက်လျှောက်ပြစ်ခတ်ခံနေရတယ်လို့ ဒရုန်းတွေနဲ့လည်းဘုံကျဲချခံနေရလို့စစ်ဘက်သတင်းတွေကသိရပါဗါတယ်။ဒါအပြင်လေရင်ခွေးကိုတိမ်ပြီးဝင်လာတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ လားရှော့အရှိမြောက်တိုင်းစစ်တမ်းတို့အတွင်းဂရင်တရာစစ်စဲုံမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေကြားမှာတိုက်ပွဲပြင်းထန်ခဲ့လို့လည်းသိရပါဗျ။အဲဒီနောက်မှာတော့စဲုံမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေဟာဂရင်ကလေးအားနဲ့ဆုတ်ခွာထွက်ပြေးသွားတယ်လို့လည်းသိရပါဗျ။အဲဒီတိုက်ပွဲမှာစစ်တပ်ဘက်ကတေဆုံးသူမြပြခဲ့ပြီးဒဏ်ရရှိသူစစ်သားအများပြားလည်းရှိတယ်လို့သိရပါဗျ။လက်ရှိစစ်ကောင်စီတပ်တွေဟာလက်နက်ခဲယမ်းနဲ့ရိတ်ကလုံလောက်မှုမရှိတော့ဘူးဆိုတဲ့သတင်းပေးပို့မှုတွေကိုရှိနေပြီး လေချောင်းပစ်ကူကလွယ်ရင်အခြားကုန်းလန်းကနေစစ်ချောင်းရောက်ဖို့မလွယ်တဲ့အခြေအနေဖြစ်နေတယ်လို့စစ်ပဲ့သတင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောပြပါရယ်ရန်ကုန်ခေတ်သစ်သတင်းဌာနကမြောက်ပိုင်းမဟာမိတ်တပ်သတင်းမြစ်တွေစီကိုဆက်သွယ်မေးမြန်းရမှာတော့စစ်ကောင်စီတပ်ကလေရင်နဲ့ရဲချထားတဲ့ရိတ်ခါနဲ့လက်လက်ခရမ်းတွေကို MND တပ်တွေကလက်ခံရရှိခဲ့လို့လည်းသိရပါရယ်ရှင် ထက်ဆက်ထဲမှာပဲရှမ်းပြည်နယ်မိုးမိန်မြို့နယ်ကအကြက်ဖက်စစ်တပ်ရဲ့တက်စကန်အားလုံးကိုတိုက်ခတ်သိမ်းပစ်လိုက်ပြီးလက်လက်600ကျော်ကိုသိမ်းဆည်းရရှိခဲ့လို့တရားနယ်လေးကပြောပြပါရယ်မိုးမိန်မြို့နယ်ကအကြက်ဖက်စစ်ကောင်စီရဲ့စက္ကခ21မပခခမရ348ခလရ223 286ယူဝမှုအခြေကျကုတ်ကဲနေတဲ့စကန်အားလုံးကိုဇူလိုင်လ31ရက်နေ့က တောင်းတက်မတော် PSL တရနယ်လေးကအလုံးစုံဝင်ရောက်ရှင်းလင်းသိမ့်ပိုက်ခဲ့တာလည်းဖြစ်ပါတယ်။မုံမိတ်မြို့နယ်ကတက်စကန်တွေကိုတောင်းတက်မတော် PSL တရနယ်လေးက တစ်တုံညာနှစ်ခွန်စစ်စင်ရဲ့အပိုင်းနှစ်တွဲဇွန်လ28ရက်နေ့ကစတင်တက်ခတ်ခဲ့တာဖြစ်ပြီးသတင်းပတ်၄ပတ်ကြာဂျွဲလ32ရက်နေ့မှာအားလုံးကိုရှင်းလင်းသိမ့်ပိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်တိုက်ပွဲကာလအတွင်းအကြမ်းဖက်စစ်ကောင်စီရဲ့လက်နက်ခဲယံတွေဟာဝေစာလက်နက်ကြီးအပါဝင်လက်နက်ခဲယံအများပြားနဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုလည်းသိမ်းဆည်းရမိခဲ့ပါတယ်ဒါအပြင်မုံမိတ်မြွနယ်ကစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခတ်သိမ့်ပိုင်ရမှာ လက်လက်မျိုးစုံ400ကျော်ကိုလည်းတိတ်ဆက်ရိုက်မိခဲ့လို့သိရပါဗျ။မွန်မေတက်စကန်တွေကိုတိုက်ခတ်နေစဉ်တွင်စစ်တပ်ကလေကြောင်းတိုက်ခတ်မှုစုစုပေါင်း Jet Fighter နဲ့29ကျဲ၊ Wing 12လေယာဉ်နဲ့38ကျဲ၊ Wing 12နဲ့လက်လက်ခရင်ကျဲချမှု14ကျဲ၊လက်လက်ကြီးနဲ့221ကျဲ၊ပေါင်900ပုံးတစ်လုံးနဲ့အတွဲလိုက်ဒုံ16လုံးအသုံးပြုတိုက်ခတ်ခဲ့လို့လည်းသိရပါဗျ။ ရခိုင်ပြည်နယ်တရင်တဘောကိုတင်ဆက်ပေးကြပါမယ်။ရခိုင်ပြည်နယ်တန်တွဲမြို့နယ်ဂွားမြို့ကရေတဲစခန်းတွေနေပြည်သူတွေဖြတ်တန်းသွားလာတာတွေပြုလုပ်ဖို့နဲ့ တန်ရှိနေတဲ့စစ်စခန်းတွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားတော့မယ်လို့ AA ကဩဂတ်စ်လ1ရက်နေ့မှာသတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။အရခတက်တော်ကတန်တွဲမျိုးကဖက်စစ်စစ်ကောင်စီရဲ့တက်စခန်းတွေအလုံးနဲ့ငပ်ပလီလေးစဲတန်တွဲဟိုတယ်ဆိုအပါဝင်နေရာအများစုကိုဇူလိုင်လ16ရက်နေ့မှာအပြည့်အသက်သိမ်းပိုက်ထားခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ညပြင်ချိန်တော့အပါဝင်စစ်တပ်ကသူတို့လက်လွတ်ဆုံးရှုံးထားခဲ့ရတဲ့စခန်းတွေနဲ့တန်တွဲမျိုးကိုပြန်လဲရိုက်အောင်နိုင်ဖို့အတွက်စစ်ကောင်စီတပ်သားတွေကအရက်သားအယောင်ဆောင်ကစစ်အင်အားထပ်မံဖြစ်တင်းနေသလို ောင်ရွှေလေးရေတပ်စခန်းနဲ့ဘင်္ဂလားပင်လယ်ပြင်မှာတက်ဆွဲထားတဲ့ရေတပ်စစ်သည်မော်တွေကလည်းလက်လက်ကြီးပြစ်ကူပြီးထိုးစစ်ဆင်ဖို့ကြိုးပမ်းနေတဲ့အတွက်ကြောင့်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့လည်းအေအေက ထုတ်ပြန်ထားပါဗျ။လာတို့ဂွားမြို့ကစစ်ကောင်စီရဲ့အခြေဆက်စခန်းတွေအပါအဝင်တိမ့်ပတ်ရန်ကြန့်ရှိနေတဲ့စစ်စခန်းတွေအလုံးကိုလည်းအရခတပ်တော်ကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ရခိုင်တပ်တော်အေအေကတတိပေးထားပါဗျ။ တနင်္သာရီတန်းတင်းတဘောက်ကိုတက်ဆက်ပေးကြပါမယ်။တနင်္သာရီတန်းဒဝဲမြို့နယ်မောင်မဲရှောင်းရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကိုဝင်ရောက်တိုက်ခတ်ခဲ့ရမှာစစ်တပ်ဘက်က10ဦးသေသွားတယ်လို့ Divine People Liberation Force TPLF အဖွဲ့ကပြောပြပါရယ်။ဇွဲလ24ရက်နေ့ညနေ6နာရီလောက်မှာဒဝဲမြို့နယ်မောင်မဲရှောင်းကျေးရွာတွင်ပြည်သူတွေရဲ့နေအိမ်တွေပေါ်တက်ဆွဲထားတဲ့အကြမ်းဖက်စစ်သား80ခန့်ကို တော်လည်းဘူပေါက်တပ်ဖွဲ့တွေကဝိုးရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခတ်မှုတွင်းမှာအကြက်ပဲစစ်ကောင်စီဘက်က10ဦးအသေသွားတာဖြစ်ပြီးဗိုလ်ကြီး2ဦးပါဝင်10ဦးကထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်။အဲဒီတိုက်ခတ်မှုကိုဒဝဲပြည်သူ့လူမျိုးရေးတပ်ဖွဲ့နဲ့ဒဝဲမြို့နယ်ပြည်သူ့ကာကွယ်ပျောက်ကြားတပ်ဖွဲ့ပူးပေါင်းပါဝင်တဲ့တာဂရစစ်ကြောင်းရေဖြူပြည်သူ့ကာကွယ်တပ်ဖွဲ့ဒဝဲမြို့သားလူမျိုးရေးတပ်တော် DNL တပ်ခွဲ1နဲ့ရေဖြူပြည်သူ့ကာကွယ်တပ်ဖွဲ့ ပကဖတက်ခွန်းနှစ်တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါရရှင်။မန္တလေးတရင်တဘောက်ကိုတက်ဆက်ပေးကြပါလေ။မန္တလေးတိုင်းမြစ်သားမြို့နယ်ရှမ်းတငယ်ကျွော်ရကလက်လက်ကန်အုတ်ချုပ်ရေးမှုဝင်းမောင်ကိုပြစ်ခတ်တက်ခတ်ရကနေပွဲချင်းပြီးတည်သွားကြတယ်လို့ကျောက်ဆယ် Revolution Army တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါရတယ်။မနေ့ကမြစ်သားမြို့နယ်ရှမ်းတငယ်ကျွော်ရအကြက်ဖက်စစ်တက်ခတ်လက်လက်ကန်အုတ်ချုပ်ရေးမှုဝင်းမောင်ဟာမြစ်သားမြို့ရဲစခန်းကနေနေအိမ်ကိုပြန်လာစဉ်တွင် ရှမ်းတငယ်ကျွော်ရနေ့ တော်လင်းတဖွဲ့တွေကပြစ်ခတ်တက်ခတ်ရကနေပွေချင်းပြီးတည်သွားခဲ့တာလည်းဖြစ်ပါတယ်။အုတ်ချုပ်ရိမှုဝန်မောင်ဟာအကြက်ဘက်စစ်ကောင်စီပေးထားတဲ့လက်လော့ပစ္စတိုကိုကန်ဆောင်က တရွာလုံးကိုလော့စပီကာနဲ့အော်ဟစ်စိန်ခေါ်တက်တယ်လို့စစ်ကောင်စီအလို့ကြပြည်သူတွေကိုဖိနေသူလည်းဖြစ်တယ်လို့သိရပါဗါးအဲဒါကံမှုကိုကြောက်ဆယ် revolution အမည်နဲ့ကြောက်ဆယ် KDDF တို့ကပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါးကြောက်ဆယ်ခရိုင်တွင်အုတ်ချုပ်ရေးမှုတွေအနေနဲ့လည်းမနှုတ်ထွက်ပဲအကြက်ပဲစစ်ကောင်စီအလို့ကြဆောင်ရွက်ပြီးပြည်သူတွေကိုအနိုင်ကျင့်နေမယ်ဆိုရင်ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ပြည်သူတွေနဲ့ပူပေါင်းကြဖို့ကိုလည်းမြစ်တာရက်ခတ်အပ်တယ်လို့ကြောက်ဆယ် revolution အမည်ဖွဲ့ကတာဝန်ရှိသူကပြောပါတယ်ရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘက်ကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ချောင်ကြီးကျေးရွာကိုအကြက်ဖက်စစ်တပ်ကလေချောင်းကနေနှစ်ရက်ဆက်တဲ့ဘုံကျဲတက်ခတ်ခဲ့တယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။ဇွန်လ31ရက်နေ့နဲ့ဩဂတ်လ1ရက်နေ့မနေ့8ရက်နေ့လောက်မှာတပိတ်ချင်းမြို့နယ်ချောင်ကြီးကျေးရွာကိုအကြက်ဖက်စစ်တပ်ကဝိုင်းတွဲလေနဲ့နှစ်ရက်ဆက်တဲ့ဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါရတယ်။ဒါပြန်အကြက်ဖက်စစ်တပ်က ချောင်းကြီးရွာကိုဂျူလန်လ19ရက်နေ့ကနေဂျူလန်လ25ရက်နေ့ထိ9ရက်ဇက်တိုက်ဘုံကျဲတက်ခတ်ခဲ့ပြီးပြည်သူ9ဦးထံမှလည်းအထက်ကဲသေသွားခဲ့တာစာတင်ကြောင်းဖုန်းရင်းကြောင်းနဲ့လူနေအိမ်48လုံးနဲ့ပျက်စီးခဲ့လို့ဒေသနေပြည်သူတွေကပြပြပါရရှင်။ဟုတ်ကဲ့ပါရှင်။နောက်တော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။